ုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ။အမေရိကစစ်တပ်ကမကြုံစဘူးကဘာအနက်မှာတာဝန်ထမ်းဆောင်နေတဲ့တပွင့်ဘူးချုပ်နဲ့အထက်အရာရှိကြီးတွေကိုအချိန်တူလေးအတွင်းမှာအစည်းအဝေးခေါ်ယူခဲ့ပါတယ်။ဒီအစည်းအဝေးကိုဗာဂျီးနီးယားပြည်နယ်မှာရှိတဲ့မရိတ်တပ်ဖွဲ့တပ်ကတော်ရဲ့ကွန်တီကိုစစ်စခန်းမှာပြုလုပ်ခဲ့တာပါ။ ထူခြားချက်ကတော့ကမ္ဘာအနှံ့နိုင်ငံပေါင်း12နိုင်ငံကျော်မှာတာဝန်ထမ်းဆောင်နေတဲ့စစ်ဘူချုပ်တွေအလုပ်ကိုတပတ်အတွင်းမှာအစည်းအဝေးဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်။ပင်တဂွန်ကခေါ်ယူခဲ့တဲ့အစည်းအဝေးမှာကာကွယ်ရေးဝန်ကြီး နမေတိအရာဆိုရင်စစ်ဝန်ကြီးဖစ်ဟက်ဆင်တာမကသမ္မတဒေါ်နယ်ထရန့်ကလည်းဘူချုပ်တွေအလုပ်ကိုကိုယ်တိုင်တွေးဆစကားပြောခဲ့ပါတယ်။အစည်းအဝေးကာလကတော့တရက်သေးပဲဖြစ်ပါတယ်။ တယံဝင်ထုတ်ပြန်ထားတဲ့စစ်ဝန်ကြီးရဲ့မိခွန်းပါအကြောင်းအရာတွေကတော့စစ်တဲတော်စိတ်ဓာတ်ပြန်လည်ထူထောင်ရေးရုပ်ပိုင်းစိတ်ပိုင်းစံနှုန်းသစ်များချမှတ်ဖို့နဲ့စစ်ဝန်ကြီးဌာနရဲ့ဦးစားပေးလုပ်ငန်းစဉ်တွေကိုစစ်ဘက်ခေါင်းဆောင်တွေကိုရှင်းပြဖို့ဖြစ်တယ်လို့ဆိုပါတယ်ဒီလောက်များပြားတဲ့ဘူချုံတွေကိုလုံချုံရေးအန်ဒီရဲ့အဖြစ်ခံပြီးနိုင်ငံရဲ့ခြားတွေကနေရုတ်တရက်ပြန်ခေါ်တာဟာအရေးကြီးတဲ့ရုတ်ဝဲအကြောင်းအရာတစ်ခုခုရှိနေနိုင်တယ်လို့လည်းသုံးသပ်မှုတွေရှိနေပါတယ်